လို့ဆိုလိုက်တာ ਨੇ ကျွန်တော်တို့အားလုံးရဲ့အတိအယုံတွေထဲမှာအချိန်ကသာသနာထုံးကားခဲ့တဲ့ဒေတာနှစ်ပေါင်းထောင်ချီတည်တက်နေတယ်ဘုရားပထိုးတွေရှိတဲ့ဒေတာချစ်စရာကောင်းပြီးဖော်ရွေတယ်အညာသူအညာသားတွေ ਨੇ ထနောက်ပင်နန်းကြီးတွေငေးမိုးကြည့်ရှုရလောက်တဲ့အထိလှပနေတယ်ထန်းတော်ကြီးတွေတည်ရှိတဲ့ဒေတာလေးတစ်ခုကိုပြင်းမြင်မိကြမှာပဲဖြစ်ပါတယ်ဒီလိုနှစ်ပေါင်းထောင်ချီသာသနာပြန့်ပွားခဲ့တဲ့ပကံဒေတာလေးမှာကျွန်တော်တို့အားလုံးအမှတ်ရနေတဲ့ပုံကိုယ်တူရှိပါတယ် အဲ့ဒီသူကတော့အရေးကြီးဝါဒကြီးဆိုတဲ့ပကံဒေတာမှာထေရဝါဒဆိုတဲ့ဗုဒ္ဓသာသနာ အုပ်မြစ်ကိုစတင်မျိုးစစ်ချပေးခဲ့သူမထေမြတ်တစ်ပါးဖြစ်တဲ့ဆရာတော်ရှင်အရဟံမဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရိုက်ကူးတင်ပြမယ့်စီစဉ်လေးကတော့ပကံဒေတာမှာဗုဒ္ဓသာသနာထွန်းကားပြန့်ပွားအောင် ကြိုးပမ်းအားထုတ်ခဲ့တဲ့ဆရာတော်ရှင်အရဟံနဲ့တကွာသူနဲ့ပတ်သက်တဲ့တမိုင်းကြောင်းနေရာတွေကိုရိုက်ကူးဖော်ထုတ်တင်ပြပေးမှာဖြစ်ပါတယ် ဆရာတော်ရှင်အရဟံမထေမြတ်ရဲ့ကြိုးစားအားထုတ်ခဲ့မှုတွေကြောင့်လားဒီနေ့ကျွန်တော်တို့ဖူးတွေ့နေရတဲ့လေးလာခွင့်ရနေတဲ့ဇေဒီပထိုးဂူဖရားတွေနဲ့ပကံဟာဗုဒ္ဓတာသနာ စီပင်ထွန်းကားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ရှင်အရဟံမထေမြတ်ရဲ့ကျေးဇူးတရားတွေကိုအောက်မေ့တဲ့အနေနဲ့ပကံဒေသကဆရာတော်နဲ့ပတ်သက်တဲ့နေရာတွေကိုလိုက်လံလေ့လာတင်ပြရခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ပထမဆုံးတွားရောက်ခဲ့တဲ့နေရာကတော့ငပြစ်တောင်အနားမှာတည်ရှိတဲ့ရှင်အရဟံဂူပဲဖြစ်ပါတယ်။ မင်္ဂလာပါ။ဒါအခုကျွန်တော်တို့ရောက်နေတဲ့နေရာကရှင်အရဟံဂူလို့ခေါ်တယ်။အယောက်ဂူတစ်ခုကိုရောက်လာပါလား။ဒီဒီကတော့ဘဂန်ခေပေါ့နော်။ဘဂန်ကျင်တော်ထမ်းမင်းလက်ထက်ပေါ့။ရှင်အရဟံနဲ့တန်ခါ900တရားကျင့်သွားတဲ့နေရာတွေ။အဲ့တော့ဘုန်းကြီးရဲ့ချိုးကျင့်ခဲ့ရတယ်။အရေးကြီးတဲ့ရန်ကိုကြောက်လို့။အဲ့တော့အရေးကြီးသာသနာရှိသေးတာပေါ့။ဘုရားဗန္ဓမင်းထွက်ထဲလာမှု။အဲ့မှာအရေးကြီးတဲ့ရန်ကိုကြောက်လို့ဂူတွေတူပြီးကျင့်ခဲ့ရတဲ့နေရာတွေပါ။ တန်ခါ900နဲ့ရှင့်ရတဲ့တရားကျင့်ခဲ့တဲ့နေရာတွေ။ဟော။ဘောင်းကိုးတဲ့နဲ့ပို့ဖို့ရှိတယ်အထက်မှာနော်။ဟောအထက်မှာကိုးပေါင်း69ခုလောက်ရှိတယ်ဟုတ်တယ်။ဘုဘဆိုလို့ရှိရင်ဒိဋ္ဌာန်ရင်ရင်းရှိတယ်။မွန်းတဲ့ပေါက်ရှိပါတယ်။ဟောဒီဘက်မှာကျတော့ဒိဋ္ဌာန်ရင်ရင်းရှိတယ်။မွန်းတဲ့ပေါက်ရှိတယ်။မွန်းတဲ့ပေါက်ရှိတယ်။အဲသူတို့ကဲတော့နိုင်မရှိဘူးလေ။ဆန္ဒကနေနိုင်။အဲနေကြရတယ်ဟော။အဲ့တော့အဲ့ဒီပေါင်းနေနေတဲ့တိုက်လို့ရှင်ဆက်ရလာရင်ကြိုက်စဉ်းစားကြည့်ပေါ့လေ။ဟုတ်အဲ့ဒါ တယ်ငါမျက်တော့နေမြေကိုအောက်ကငါမျက်တော့နေမြေဆိုတော့ပူရအားကြီးဟာဒါဆိုဒါနဲ့ဒါဆိုလို့ရှိရင်ဒီဒါဒီကူရဲ့တတန်တာအနှောထားဘရင်လက်ထက်မှာအနှောထားအနှောထားရင်တော့ကြာရင်ကြာမှာပေါ့ဟာဘာဒိုးသာအဲ့လိုကြီးမှာပါပဲဟာအနှောထားနဲ့ရှီယန်တန်တွေ့တော့မှခြေတော့ရတယ်ဖြစ်သွားတာဟိုကြီးကြီးတွေပြောက်သွားတာဒါဆိုသူ့မတိုင်ခင်အရင်ရှိရရှိရှိရတာပေါ့ဟာဟာအဲ့နဲ့ချေရှူကြည့်တယ်ဟာမှုန်း ောလျှောက်ပြီးတော့ဆိုသိတယ်နော်။ဟုတ်။ဟုတ်ရနော်။ဟုတ်ကဲ့။အမျိုးမျိုးကနော်။ကဲအခုကျွန်တော်တို့တွေဒီရှင်းအဟံနဲ့ယဟန်900ပေါ့နော်။တရားကျင့်ကြံခဲ့တဲ့ဆိုတော့ကိုယ်လေးကိုကျွန်တော်ဝင်ကြည့်မယ်။ဒီဘက်အတွင်းမှာကျတော့ကိုပေါင်း69ကိုတိတိရှိရလို့ပြောတယ်။ကိုဘမှာကျတော့ရေရင်းနဲ့တိတ်ထန်ရေရင်းနဲ့မုန်းတဲ့ပေါက် အရင်တော့ကတော့나이မရှိတဲ့အတွက်ဒီမွန်တဲ့ချိန်ကိုနေ나이ကိုအသုံးပြုပြီးကြည့်ခဲ့ကြတာဖြစ်တဲ့အတွက်အဲ့ဒီမွန်တဲ့ပေါက်ဆိုတာရှိတယ်နေ나이ဖြစ်အသုံးပြုခဲ့တဲ့မွန်တဲ့ပေါက်ဆိုတာရှိတယ်အဲ့ဒါဟိုဘက်ချမ်းပါဘောနော်အခုတော့ကျွန်တော်တို့ကဒီမှာရှေအရဟံနဲ့ယဟန်900အထုတ်ခဲ့တဲ့တရားအထုတ်ခဲ့တဲ့96ခုခုပေါင်း96ခုကိုကျွန်တော်ဝင်ပြီးလေ့လာမယ်အလိုက်ခဲ့ကြပါအောင်လို့ဖိတ်ခေါ်ပါတယ်နော် ဖြူချက်တဲ့ကတော့ဒီထဲဝင်လာတော့အေးနေတယ်ဟုတ်တယ်နော်ကျွန်တော်အေးတယ်ဒီထဲမှာအေးမှုပေါ့အဲ့တော့ဘာကကြည့်ရတယ်အကျဉ်းတော်လူကြီးပေါ့နော်အတူပြင်းမရှိသွားပါတယ်အရင်တိုင်းပေါ့နော်ဟုတ်ပြင်းမရှိဘူးအခုဘောင်ကိုတဲ့ကိုတို့ကဒီပဲလမ်းမှာဘောင်ကိုတို့ကဒီပွားလာပါလေလားပိတ်ထားတာမိမြန်မှန်လို့ပိတ်ထားတာอืมမိလာလုံးသွားမိပြေသွားခြားခြားလဲမှာကြောက်လို့ပိတ်ထားတာဟုတ်ဒီဘက်ကကျတော့ဘောင်ကိုတဲ့ ဒီဘက်ကကျတော့ခုပေါင်း69ခုရှိတဲ့လမ်းဟောဒါမှအခုတော့ပိတ်ထားတာဟောဒါဆိုအထင်းမှာဝင်ကဘာလိုဖြစ်နေမှာပေါ့နော်ဝင်ကဘာလိုအားကြီး69ခုတော့ဆိုတော့အဲ့ဒါကြောင့်လည်းသူကယဟန်900ဆန်လာဟိုးနော်အဲ့ဒါကြောင့်ဆန်လာအဲ့ဒါကြောင့်ဒီဘက်ကကြတော့ဘာလဲကျွေးလိုက်ကြပါဘောက်ရောက်တယ်နော်ဘောက်ရများနာ အောက်ဆီဂျင်အလုံးလုံးရာဒီထဲမှာသူကလှိုင်ကောင်းနေရ ဟိုဘက်နဲ့ဒီဘက်ကိုသူကတစ်ဆက်သေးတွေဖောက်လာသူကအပိတ်ကြီးမဟုတ်ဟောဒိုးယူပါဟိုဘက်ဒီဘက်ကိုဒီလို white ဖောက်တာလည်းမဟုတ်သူကတစ်ဖက်တစ်ဖက်ကိုသူကဆက်ထားအမောက်တွေအများကြီးပဲဒီဘက်မှာ ီဘက်ကကြတော့ဟိုအရင်ခက်ကပေါ့နော်ဟိုအရှိပကံခက်ကကြတော့ဒီနာကြီးတွေပါလေမရှိဘူးမရှိတဲ့အတွက်ကိုသူကနေအောင်ကြီးကိုတုံးပြီးတော့မွန်းတက်ခြင်းကိုတတ်မှတ်တဲ့နာကြီးနေနာကြီးလိုဟာမျိုးတွေကိုတုံးခဲ့ရအဲ့တော့ဒီဘက်မှာကြတော့မွန်းတက်ပေါက်လို့ခေါ်တယ်နေရာလည်းရှိတယ်ပြီးလို့ရှိရင်အတိတ်ထံရေရင်းလို့ခေါ်တဲ့ရေရင်းတွေတွင်လည်းရှိတယ်အဲ့ကျွန်တော်တို့အဲ့ဒါကိုသွားပြီးတော့ဝင်ကြည့်မယ်ခုနကဟိုဘက်မှာတွေ့ခဲ့ရတဲ့ ကူပေါက်69လုံးနေရာကတော့အမီးမလာတဲ့အတွက်ကြောင့်ပေါ့နော်ဒီတဲပါလဲမီးအမှန်မှန်မပေးနိုင်တဲ့အတွက်ကြောင့်သူကဝင်ကြည့်တဲ့လူတွေမျက်စိတွေလဲပြီးလမ်းနေမှားကုန်မှာဆိုလို့အဲ့နေရာကိုပိတ်ထားတယ်ခွာဒီ69ကူရှိတဲ့နေရာကိုဝင်လို့မရအောင်ဒါကြောင့်ကျွန်တော်တို့ကဒီဘက်ခြမ်းကိုလာပြီးတော့ဆက်ပြီးတော့ရိုက်ကူးရေးလုပ်ကျွန်တော်တို့လည်းတူလိုက်ကြည့်ကြပါအောင်လို့နော်တောက်ကြည့်ကြပါ ်အမှန်တရားမှာဒါအခုကျွန်တော်ရက်နေတဲ့နေရာလေးပေါ့နော်ဒီတွင်းပေါက်လေးဒီနေရာလေးကကျွန်တော်ဒါမွန်းတဲ့ပေါက်လို့ခေါ်တယ်အဲ့တော့နေမွန်းတဲ့ပြီလားမတဲ့ဘူးလားဆိုတော့ဒီကနေကြည့်ပြီးတော့အချိန်ကိုတတ်မှတ်ကြတာပေါ့နော်ဒါနေဒီနေရာလေးကဒါအရင်တော့ကနေနိုင်ဖြစ်အသုံးပြုခဲ့တယ်မွန်းတဲ့ပေါက်နေရာလေးဖြစ်ပါတယ် claro allí uy na chive mi le de bom ne ba lo lo ခြေရင်းအနှက်ကြီးပဲလောလောဆယ်အနှက်က53ပေနှက်တယ်တဲ့အမှောင်လေးတော့အောက်တော့မမြင်အောင်မြင်အောင်လည်းပါဟုတ်ဒါကြောင့် तू ကခြေတွေပဲချော်ကြမှာသလိုအုပ်ပေါင်းခါရတာဟုတ်အရင်အကမရှိဘူးကမရှိဘူးအင်းတမှောင်လေးလည်းမြင်ရမှာမဟုတ်လေနော် တော်နေမုန်းတဲ့တော့ကြည့်တော့မယ်နေရောင်းကဒီဘက်ကိုကြာတဖြည်းနဲ့ထွက်လာအော်ရေတော့အဲ့လိုတတ်မှာတော့နော်ကျွန်တော်လေ့လာဘူးတယ် စာပေတွေထဲမှာဆိုလို့ရှိရင်အနောယထာမင်းလက်ထက်မှာရှေ့ရဟာနန်းတော်ရှေ့ကနေကြွားသွားတဲ့အခါမှာနန်းတော်ရဲ့လေသားဆောင်မှာစံစားနေတဲ့အနောယထာမင်းကရှေ့ရဟန်ရဲ့အလွန်တရာမှချီညိုတတ်ပယ်စရာကောင်းတယ်။ရှင်တွေကိုတွေ့မြင်ရတဲ့အခါမှာချီညိုစိတ်တွေဖြစ်ပြီးတော့နန်းတော်တွေကိုပဲ့ဖိတ်ခဲ့ပါတယ်။နန်းတော်တွေကိုရှေ့ရဟန်ကြွားလာတဲ့အခါမှာနေရာထိုင်ခင်းပေးပြီးတော့မေးမြန်းစုံစမ်းတဲ့အခါမှာတော့ရှေ့ရဟန်ထေရဝါဒဗုဒ္ဓသားတော်တစ်ပါးဖြစ်ကြောင်းသိရှိခဲ့ရတဲ့အချိန်ကနေစပြီးတော့အနောယထာမင်းဟာ ထေရဝါဒဗုဒ္ဓဘာသာကိုစတင်တောင်းဝင်ယူခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာပကံဒေတာတစ်ခုလုံးမှာကတော့အရေးသာသနာတွေထုံကားပြန့်ပွားနေတဲ့အချိန်ပဲဖြစ်ပါတယ်။အရေးကြီးတွေတကိုးထွားနေတဲ့အချိန်ပဲဖြစ်တယ်။ဒါပေမဲ့လို့ထေရဝါဒအယူဝါဒကိုတောင်းဝင်ယူခဲ့တဲ့မင်းမြတ်အနွယ်ထားကတော့အဲ့ဒီအချိန်ကနေစလို့အရေးသာသနာကိုစတင်နှိမ်နှင်းခဲ့ပါတော့တယ်။အဲ့လိုနှိမ်နှင်းခဲ့တဲ့အတွက်ကြောင့်လေရှင်အရဟံအဘော်ကိုအရေးကြီးတွေကရံညိုးတွေဖွဲ့ခဲ့ပါတော့တယ်။ ဒါကြောင့်ဒါကိုလည်းရှိမိတဲ့အနေထားကဆရာတော်ရဲ့ဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက်ဟောဒီဂူကြီးထဲမှာဆရာတော် ਨੇ နောက်ပါယဟန်900ကိုသတင်းသုံးစေခဲ့ပါတယ်ဒါကတော့အရေးကြီးတဲ့ယဟန်အနေလွတ်အောင်လို့အဆောင်လျှောက်တွေနဲ့ဆရာတော် ਨੇ တန်ငါ900ကိုထားရှိခဲ့တဲ့ဂူကြီးပဲဖြစ်ပါတယ်ဒါကြောင့်ဒီဂူကြီးကိုကျေအရဟံဂူရဲလို့ခေါ်ခြင်းဖြစ်ပါတယ်ဒီဂူထဲမှာဆိုလို့ရှိရင်ဝင်သွားလိုက်တာ ਨੇ အထက်မှာနောက်ထပ်ဂူ69ပေါက်တည်တည်ရှိတယ်အဲ့တော့အဲ့ဒီဂူ69ပေါက်မှာဒီယဟန်900နဲ့ဆရာတော်ကသတင်းသုံးကြတာ မဲ့အဲ့ဒီဂူ69ပေါက်ကကြတော့အခုအချိန်မှာဝင်လို့မရတော့ဘောနော်ပိတ်ထားတယ်။ဘာကြောင့်လဲဆိုတော့ဒီဂူ69ပေါက်လုံးကိုလျှက်စစ်တအားအလုံးလောက်မပေးနိုင်တဲ့အတွက်ဝင်ရောက်ကြည့်ရှုလေ့လာတဲ့လူတွေလမ်းနေမှာပြီးမျက်စိတွေလဲပြီးတော့အန္တရာယ်ဖြစ်မှာဆိုတဲ့အတွက်ကိုအခုလောလောဆယ်မှာဒီ69ပေါက်ကိုဆင်းတဲ့လမ်းကိုပိတ်လိုက်ပြီပေါ့နော်။ဒါအခုအပြင်ပတ်လမ်းတွေပဲကျွန်တော်တို့ကြည့်ရှုလေ့လာဝင်ရတော့တယ်ပေါ့။ဒီဘက်မှာကြတော့အဋိဌံရေတွင်းနဲ့မုန်းတဲ့ပေါက်ရှိတယ်။အဒီမုန်းတဲ့ပေါက်ကနေနေအောင်ကြီးကြတဲ့ဟာကိုကြည့်ပြီးတော့ပေါ့နော်။မုန်းတဲ့ချိန်နဲ့မုန်းမတဲ့ဘူးလားမုန်းတဲ့ပြီလားဆိုတော့တို့က ဒါခွဲခြားကြတဲ့နေရာလေးပေါ့။ဟုတ်ဒါလေးကတော့ကျွန်တော်တင်ပြခဲ့တဲ့နေရာလေးကတော့ဒါရှင်အရဟံဂူလို့ခေါ်တဲ့နေရာလေးဖြစ်ပါတယ်။ဒီနေရာကတော့တောင်ကုန်းကြီးအောက်တစ်ခုကနေဝင်လာပြီးတော့မှဒီဘက်ကိုဆိုလို့ရှိရင်ဘွားကနေတွေ့လဲရတာပေါ့နော်။ဒီမှာအနောက်မှာဆိုလို့ရှိရင်ကြီးညိုတပ်ပယ်စရာကောင်းတယ်။ဗုဒ္ဓဆင်းရဲတော်တစုရှိတယ်။ပြီးလို့ရှိရင်ရှင်အရဟံဆရာတော် ਨੇ တန်ခါ900တရင်သုံးခဲ့တဲ့ဂူပေါက်တွေရှိတယ်။အံ့ဩစရာကောင်းတယ်။ရှေးခက်ကလူတွေရဲ့ထွင်ထုခဲ့တဲ့လက်ရာတွေပေါ့နော်။ဒီဂူတွေကိုဝင်လိုက်တာ ਨੇ ကျွန်တော်တို့ကအောက်ဆီဂျင်လုံးဝပြတ်မသွားဘူး။အဲ့တော့အရန်ကိုကျွန်တော်တို့က အံ့ဩစရာကောင်းတဲ့နေရာတစ်ခုလည်းဖြစ်တယ်ပေါ့နော်။ဒါကတော့ချန်တန်ကူဖြစ်ပါတယ်။အခုကျွန်တော်တို့တွေဟိုးမှာရှိတယ်။နောက်ထပ်သမီးဝက်ဥမင်ကိုတွားကြမယ်။ကျွန်တော်တို့လည်းဒူဆက်ပြီးလိုက်ခဲကြပါဦးလို့ဖိတ်ခေါ်ပါတယ်နော်။ အဒီနေရာကျတော့ခုနကျွန်တော်တို့အောက်မှာတွေ့ခဲ့တဲ့ရှင်အထံကိုအပေါ်စီးကနေမြင်ရတဲ့နေရာအောက်မှာဆင်းနူးတော်ကြီးအဒီဘက်မှာကျတော့မွန်တဲပေါက်ဆိုတဲ့နေရာလည်းကိုရှိတယ်ဒီမှာအလေးရမွန်တဲ့ပေါ့မသိရေရင်းလေးအတိုင်းပေါ့နော်အဲ့ဒါကြတော့ဒါကနေနာအီဖြစ်အသုံးပြုခဲ့တဲ့ တွင်းလေးတစ်ခုပေါ့ဒါမုံတဲပေါက်လို့ခေါ်တဲ့တွင်းလေးတစ်ခုဖြစ်ပါတယ်ဒါအခုကျွန်တော်တင်ပြခဲ့တဲ့နေရာကတော့ဒါရှယ်ရန်ဂူလို့ခေါ်တဲ့နေရာဖြစ်ပါတယ်အခုကျွန်တော်တို့ဒီဘက်ကသမီးဘွယ်ဥမေကိုဆက်ပြီးသွားကြမယ်ကျွန်တော်နဲ့တူလိုက်ခဲ့ကြပါအောင်လို့ဖိတ်ခေါ်ပါတယ်နော်ကျွန်တော်တို့ရောက်နေတဲ့ဥမင်ကြီးကတော့သမီးဝက်ဥမင်လို့ခေါ်ပါလေသမီးဝက်ဥမင်ဟာ ငှက်ပြစ်တောင်ရဲ့အရှိမြောက်ဘက်မှာတည်ရှိနေတယ်။တဲကြောက်ကူအမျိုးအစားဥမင်တစ်ခုပဲဖြစ်ပါတယ်။သမီးဝက်ဥမင်ကိုတဲကြောက်တောင်နေရံတွေကိုထွင်းပေါက်ပြီးအပြင်ဘက်ကနေအုတ်ရိုးနေရံတွေနဲ့အခိုင်မာတိဆောက်ထားတာကိုလည်းလေ့လာတွေ့ရှိခဲ့ရပါတယ်။အတွင်းဘက်မှာတော့ဗကန်ခေလက်ရာကြီးမားတဲ့ဗုဒ္ဓဆင်းသူတော်များကိုဖူးတွေ့ရပြီးဥမင်အတွင်းမှာဝင်းကဘာပုံစံလှိုင်းကူအခန်းတွေကိုလည်းထည့်သွင်းတိဆောက်ထားတာကိုတွေ့မြင်ခဲ့ရပါတယ်။အချို့သောရှေးဟောင်းသူတွေတီများကတော့ဒီဥမင်ကြီးဟာ ဗဂန်လူပူပြင်းတဲ့အရက်ဒေတာမှာယဟန်တန်ဃာတော်များတရားအထုတ်နိုင်မှုနဲ့သတင်းသုံးနေထိုင်မှုအတွက်ရည်ရွယ်တိဆောက်ထားခဲ့တဲ့ဥမင်ကြီးတစ်ခုဖြစ်တယ်လို့လည်းယူဆကြပါတယ်။ဒေတာခံများရဲ့ရှင်းပြချက်ကတော့ရှေးအခါကငှက်ပြစ်တောင်ကကြီးမားတဲ့ငှက်ကြီးကိုဆက်သားဖို့အတွက်မိမပြိုတွေကိုခေါ်ဆောင်လာတဲ့အခါမှာဒီဥမင်ကြီးကိုရောက်တဲ့အခါပြူစောထီးနဲ့တွေးပြီးမိမပြိုတွေကိုငှက်ကြီးကိုမဆက်သားဖို့နဲ့ဒီဥမင်နဲ့မှာဖွဲ့ထားခဲ့ဖို့ပြောခဲ့တာကြောင့်ခေါ်ဆောင်လာတဲ့လူတွေကလည်းမိမပြိုတွေကိုအခုလိုကြီးမားတဲ့ဥမင်ကြီးထဲမှာ ထည့်သွင်းဖော်ထားခဲ့ရတယ်လို့ဆိုကြပါတယ်။ဒါကြောင့်ဒီဥမင်ကြီးကိုတမိဝက်ဥမင်ဆိုပြီးတော့ခေါ်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်။တမိုင်းထောက်ထားတွေအရာတော့အင်းဝမိုးညင်းမင်းတရားလက်ထက်ကုသိုလ်တော်မော်ကွန်းကျောက်စာအရာဒီဥမင်ကြီးကိုဝမ်းမဲကျဥမင်လို့အမည်တွင်ခေါ်ဆိုခဲ့ကြောင်းကိုလည်းလေ့လာသိရှိခဲ့ရပါတယ်ခင်ဗျာ။ဟိုမှာပဲလို့မြေကြီးကြလို့ဟိုနဲ့မြေကြီးကန်ကြီးရှိသေးတယ်။ကကြီးမြေကြီးကြတဲ့ကန်။တော့ငှက်ကြီးကစော်ရီကိုပေါက်လိုက်တာမြတ်တော်ကုန်လွတ်သွားတယ်။ကက်ပေါင်းနဲ့ဆိုတာနှစ်ဘက်တောင်မှရှိတယ်။တောင်65တောင်နှစ်တယ်။ အစားရက်ပါလေမြည်တွေထွေးတာဟိုနဲ့ငယ်ထွေးတော်ဆိုတာရှိတယ်အသူရှင်းမြဲဖြစ်တော့ဒီနားမှာကုခုနှစ်ခုတွေ့ရတော့ဖရာခုနှစ်ဆိုတကယ်လားခုနှစ်ယောက်ဖွက်ထားတဲ့နေရာကိုအထိမ်မှန်နေနဲ့ဒါပကံခေဦးဖရာတွေပဲ30မြောက်တကယ်တယ်ဖရာဒါဒီဥမေနဲ့ဒါတစ်ဆက်သေးကြီးပေါ့တစ်ဆက်သေးပဲဘယ်လိုရှိသေးလဲဒီဘက်ကငါးဆူရွှဲကန်းနဲ့ဆူခုနှစ်ဆောဟုတ်အဲ့အဲ့မစီးပြပကတိသတိ ခက်ခဲရစေပြီ။အပကခက်ခဲပြင်းတော့ပဲ။ဘာအုံးနေပါလဲဘာဦးဒီမြေကြီးသားကိုတို့တို့တာ။အော်။ဖရရလည်းအဲ့လိုမြေကြီးသားကိုတို့တာလေဖရ။အဲ့တော့တဲကြောက်တယ်ပဲနော်။တဲကြောက်တယ်။နေရမကြီးရောကြံလေးရနော်ကြံလေးတယ်အဲကြောင့်လည်းပြေးထားတာ ပြင်ထားတယ်တော့ဘယ်ဓာတ်လေးကြံတော့ဥပါမောင်ဓာတ်လေးခါလေးဟူရည်တည် သမီးဝဲဥမင်အတွင်းကရှေးပကံခေလက်ရာဗုဒ္ဓရုပ်ပွားတော်မြတ်များဟာတကယ့်ကိုကြီးညိုတက်ပယ်စရာကောင်းလာပါတယ်ဒါပေမဲ့လည်းနှစ်ပေါင်းများစွာကြာမြင့်လာပြီးထိန်းသိမ်းဆောင်ရှောက်မှုအားနည်းခဲ့တဲ့အတွက်ထွင်းထူလာတဲ့မြေသားတွေဟာတစားထက်တစားကွာကြပြီးတချို့ရုပ်ပွားတော်များဟာဆိုရင်အပေါ်ရန်ကြောက်သားတွေကြွေကြနေတာကိုလည်းဝမ်းနည်းစရာအဖြစ်တွေ့မြင်ခဲ့ရပါတယ်အခုကျွန်တော်တို့ရောက်နေတဲ့နေရာကကြတော့ သမီးဝက်ဥမီနေရဖြစ်ပါတယ်ဒီနေရာကတော့ရှေးအခါကပေါ့နော်ဒီအပြစ်တောင်ကလူသားသားငှက်ကြီးကိုဆက်တာဖို့အတွက်ကိုပြူတော်ခုနှစ်ယောက်ကိုစာယူလာတဲ့အခါမှာဒီနေရာမှာပေါ့နော်ပြူစောတိနဲ့တွေ့ပြီးတော့ပြူစောတိကငှက်စာမကျွေးနဲ့ဒီခုနှစ်ယောက်ကိုဒီဂူထဲမှာပဲထားခဲ့ဖွက်ထားခဲ့ဆိုတော့အဲ့ဒါပြောခဲ့တယ်ပေါ့နော်ဒါကြောင့်ဒီဂူကိုသမီးဝက်ဥမင်ဆိုပြီးတော့သူကပဲ့တွင်ကြတယ်လို့ခေါ်ပါတယ် ဒဏ္ဍာရီပကံရဲ့ဒဏ္ဍာရီတွေကလည်းတစ်ခုနဲ့တစ်ခုမှာဆက်ဆက်မှုရှိတယ်ပြီးတော့ဒီသမီးဝဥမေရဲ့ငှက်ပြေတောင်ကရေရင်းရဲ့ပြီးတော့ငှက်ပြေတောင်ကဂူရီရဲ့လည်းဒါတစ်ဆက်သေးတွေပေါ့နော်သူတို့ရဲ့ရာဇဝင်တွေတမိုင်းနေတာတစ်ဆက်သေးတွေဖြစ်တယ်ထူတယ်ဒီဒေသခံတွေကဆိုကြတယ်ပေါ့နော်အဲ့တော့ဒါလေးကတော့ဒီဒေသခံတွေရဲ့အဆိုအရတော့ဒါခုနကဒါကျွန်တော်ပြောခဲ့တဲ့အတိုင်းပေါ့နော်ဒီဥမေထဲမှာအက်စာကျွေးမဲ့မိမပြော9ယောက်ကိုဒီထဲမှာဖွက်ထားခဲ့တဲ့ကိုဖြစ်တဲ့အတွက်ကြောင့်ဒါသမီးဟုတ်ဥမေလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ကြည့်ဒီနေ့ကျွန်တော်တင်ပြခဲ့တဲ့ ကူကတော့ခုနတင်ပြခဲ့တာကတော့ရှင်အရန်နဲ့ယဟန်း900တရားအထုတ်တဲ့ရှင်အရန်ကူဖြစ်တယ်အခုဒီကူကတော့အမိဝဲဥမင်ကူဖြစ်ပါတယ်ကဲအခုကျွန်တော်တို့နောက်ထပ်ခြားနေရာတွေတွားပြီးတော့ရိုက်ကူးရေးလောက်ကြအောင်ဆက်ပြီးလိုက်ခဲ့ကြပါအောင်လို့ဖိတ်ခေါ်ပါတယ်နော် ခုကျွန်တော်တို့ဒီကုန်းတော်ကြီးပေါ်ရောက်ပြီအောက်မှာကခုနကကျွန်တော်တို့ရိုက်ကူးပြသခဲ့တယ်တမိဝဥမင်ဒါတမိဝဥမင်အပေါ်ကစီရီတော်တမိဝဥမင်ရဲ့အပေါ်မှာတည်ထားတဲ့စီရီတော်ကြီးတစုဒီထဲမှာကတော့ပကံခက်လက်ရချီအောင်ရုပ်ပွားတော်မြတ်တစုကိုလည်းဒီထဲမှာဖူးတွေ့ရတယ် အဲ့ဒီနောက်မဟာငှက်ပြတော်ဖရာမှာတည်ရှိတယ်။ဆရာတော်ရှင်အရဟံသတင်းသုံးတော်မူခဲ့တယ်။ရှင်အရဟံចောင်းတိုက်ကိုတွားရောက်လေ့လာခဲ့ကြပါတယ်။ငှက်ပြတော်ကိုရောက်တဲ့အခါနေတွေလည်းအယံပူနေပြီဖြစ်တဲ့အတွက်ကျွန်တော်တို့လည်းငှက်ပြတော်ဖရာရှိမှရောင်းချနေတယ်။အညာမိုးလက်ဆောင်အေးအေးလေးကိုဝင်ရောက်ဝယ်ယူအားပေးခဲ့ကြပါတော့တယ်။ပကံမှာရောင်းတဲ့မိုးလက်ဆောင်ဟာအမွှေးစီတွေနှမ်းတွေထည့်ပြီးတောက်ရတဲ့အတွက်တမျိုးရတာထူပါတယ်။အမွှေးနဲ့ခက်တဲ့တင်းလေးမှာနှမ်းအရတာလေးနဲ့တောက်ရတာကလည်း အရသာတမျိုးကောင်းလာပါတယ်ဟမ်နောက်ခွက်ကပုံမြတ်နောက်ခွက်ကရင်ပဲဒါကျွန်တော်တို့ကအပြစ်တောင်းပါနေလဲပူနေတယ်ဆိုတော့ခမေးမစားခင်ညနေသားမစားခင်မိုးလက်ဆောင်လေးဝင်တော့လာ။အဲမိုးလက်ဆောင်ကတော့နည်းနည်းပေါ့။သူစံသူကမွေးစီထည့်တယ်ပြောတာ။ဒါဘာမွေးစီအနေ။ဩနန္တပု။နန္တပုမွေးစီထည့်ပြီးတောက်ရတယ်။ အဲကျွန်တော်တခါမတော့ဘူးတော့တောက်ကြည့်မွေးပါလေမွေးစီရမွေးရမွေးရပြောရင်ဘလို့ဟိုပါလေဒီကဲเจ้าအနံ့လေး နော်ဒီကဒီကကြောင့်အနံ့နေနော်ဒီနေရာကကြတော့ဒါအပြစ်တောင်မှာရှိတဲ့ ရှင်အဟံအုတ်ကြောင်းပေါ့နော်အဲ့ဒီနေရာလေးကိုကျွန်တော်တို့ကလာပြီးတော့ရိုက်ကူးရေးလောက်တာပေါ့ဒီတစ်ခေါက်ဒီနေ့ဖလော့ကြတော့ဒီနေ့ဖလော့ကြတော့ကျွန်တော်ကဒီပကံမှာထေရဝါဒအုတ်မြစ်ကိုချပေးခဲ့တဲ့ဒါဆရာတော်ရှင်အဟံရဲ့နေရာလေးပေါ့နော်သူနဲ့ပတ်သက်တဲ့နေရာလေးကိုကျွန်တော်တို့ကလိုက်ပြီးတော့ရိုက်ကူးရေးလောက်တာဒါအခုကျွန်တော်ရောက်နေတဲ့နေရာကငှက်ပြစ်တောင်မှာရှိတယ်ရှင်အဟံအုတ်ကြောင်းနေရာကဲထဲဝင်ကြည့်အောင်အခုမြင်တွေ့နေရတဲ့အကြောင်းတော်ကြီးကတော့ ရှင်အရဟံမထေရမြတ်တရင်သုံးခဲ့တဲ့ចောင်းတိုက်ကြီးပဲဖြစ်ပါတယ်။17ရာစုအစောပိုင်းကာလမှာဆရာတော်တရင်သုံးဖို့အတွက်အနှောရထားမင်းကြီးကဆောက်လုပ်လှူဒါန်းခဲ့တဲ့ចောင်းတိုက်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ចောင်းတိုက်ကြီးကိုအုံနဲ့တစ်သားအသုံးပြုတိဆောက်ထားပြီးចောင်းတိုက်ကြီးရဲ့အရှိတ်ပတ်ချမ်းမှာတော့တရားဟောဖို့အတွက်တစ်သားဆောင်တစ်ခုကိုထည့်သွင်းတိဆောက်ထားတာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။ရှင်အရဟံမထေရမြတ်ဟာအနှောရထားမင်းစောလူမင်းကျန်စစ်သားမင်းနဲ့အလောင်းစီသူမင်းစားတဲ့ ဗကံမင်း40တိုင်တိုင်ဗကံပြည်မှာသာသနာပြုခဲ့ပါတယ်။ဆရာတော်ဟာအလောင်းစီသူမင်းလက်ထက်မြန်မာတက္ကသိုလ်486ခုနဲ့ခရစ်နှစ်1114ခုနဲ့တတ်တော်82နှစ်မှာခန္ဓာဝင်ချလို့ဘဝနှစ်ထံပြောင်းလဲတော်မူခဲ့ပါတယ်။ဒီနေ့ကတော့ကဆရာတော်ရှင် အဟံမထေမြတ်တည်င်းသုံးခဲ့တဲ့ကျောင်းတော်နေရာဖြစ်ပါတယ်။ဒါတော့ဆရာတော်ရဲ့ ပုံတူပေါ့နော်ပုံတူရုပ်တုကိုဒါထုလုပ်ပူဇော်ထားတာနှောက်လို့လေးမြင်နိုင်အောင်ကဲအခုကျွန်တော်တို့ဟိုဘက်ကငှက်ပြစ်တော်တစ်ချက်ပါကြည့်မယ်ငှက်ပြစ်တော်ဖျားကိုဆက်ပြီးတော့ဖူးမြော်ကြဖို့လိုက်ခဲ့ကြပါဦးနော် ညာမှာလည်းဂူတွေအများကြီးပဲဒီမှာလည်းကြောက်ဂူကိုထွင်းထူထားတဲ့ဂူတွေရှိတယ်ရှင်းအဲ့တော့ဂူပေါက်တွေကနှစ်ဖက်ရှိတယ်ဒီဘက်ကကျတော့မွန်တက်ဂူအော်ဒီဘက်ကကျတော့ပင်တရာဂူလို့ခေါ်တာအာမွန်တက်ဂူပေါက်တစ်ဖက်မှာတော့အတန်တွေကြားနေရတယ်အဝင်ကြီးရတယ် ုဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒါငှက်ပြစ်တောင်ဖရားပေါ့နော်ငှက်ပြစ်တောင်ဖရားရင်းမြေတော့ပေါ်ရောက်တယ်ပကန်းຫນွေဆိုတော့တော်တော်ကူတယ် ီနေရာကတော့ရှင်အရဟံမထေမြတ်ပြန်လည်တော်မူတဲ့အခါမှာကျွင်းကြံရစ်တဲ့ဓာတ်တော်တွေကိုဇေဒီတော်တစုတဲပြီးထာပနာခဲ့တဲ့နေရာပဲဖြစ်ပါတယ်။အဲ့ဒီဇေဒီတော်ကြီးကတော့ထီးတဆောင်ဇေဒီတော်ကြီးပဲဖြစ်ပါတယ်ခင်ဗျာ။ထီးတဆောင်ဇေဒီတော်ကြီးဟာညောင်မျိုးနဲ့တောင်ဘရွာမှာတည်ရှိတဲ့ဇေဒီတော်ကြီးတစုလည်းဖြစ်ပါတယ်။မိတ်ဆွေများခင်ဗျာပကံဒေတာဟာတန်ဖိုးမဖြတ်နိုင်နဲ့ရှေးအောင်ဖရာပထိုးတွေရှေးပကံခေနယံဆေးရေးပကြီးတွေနဲ့အနုတုခုမှလက်ရာတွေကြောင့် ကမ္ဘာနိုင်ငံအသီးသီးကလာရောက်လေ့လာလည်ပတ်ကြရတဲ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခုလည်းဖြစ်ပါတယ်။အခုလိုပကံယဉ်ကျေးမှုနယ်မြေသို့မဟုတ်တချိန်ကပကံအင်ပါယာရဲ့ပုံရိပ်တွေတမိုင်းကြောင်းတွေကိုညှင့်တင်ပေးခဲ့တဲ့သူတွေထဲမှာဆရာတော်ရှင်အရဟံဟာလည်းအဓိကနေရာကပါဝင်ခဲ့သူဖြစ်ပါတယ်။ဆရာတော်ရဲ့ကျေးဇူးတရားတွေကြောင့်သာဒီနေ့ပကံဒေသမှာကျွန်တော်တို့ဟာညပြလာတဲ့ရှေးဟောင်းစီရီပထိုးနဲ့ဂူဖရားတွေကိုဂုံယူစွာနဲ့ကုသိုလ်ယူဖူးတွေ့နေရတာပဲဖြစ်ပါတယ်။ဒါကြောင့် ဆရာတော်ရဲ့ကျေးဇူးတရားကိုအောက်မေ့တော်အပြင်ဒီ vlog လေးကိုဖန်တီးပြီးဂုဏ်ပြုတင်ဆက်လိုက်ရခြင်းပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာပြီးဘေးရန်ကင်းရှင်းကြပါစေခင်ဗျာ။